မင်္ဂလာပါရှင်ပထမသတင်းတဘောအနေနဲ့ကေလျာမြို့နယ်တွင်စစ်တပ်ရေကောက်ပွဲဆက်ကျင်ရေးလူတုတွဲဆောင်ပွဲပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ကွင်နီပြည်နယ်ကေလျာမြို့နယ်တွင်ခရီးနီပြည်လူငယ်များတမက UKSY နဲ့လူငယ်ရေးရာဌာနတို့ပူးပေါင်းပြီးတော့စစ်တပ်ရေကောက်ပွဲဆက်ကျင်ရေးလူတုတွဲဆောင်ပွဲကိုပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ UKSY ကထုတ်ပြန်ထားပါတယ်။ အဆိုပါတွေ့ဆုံပွဲမှာစစ်တပ်ရဲ့အခိအဆက်ဆက်ရေကောက်ပွဲအခြေအနေတွေလက်ရှိအတူရောင်ရေကောက်ပွဲအခြေအနေတွေကို လူတုနဲ့အတူအပြန်အလှန်ဆွေးနွေးသုံးသပ်မှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့တွေ့ဆုံပွဲကိုခေလျာမျိုးနဲ့အတွင်းရှိသက်ဆိုင်ရာကြီးရွာအုပ်ချုပ်ရေးမှုများစစ်ဆောင်ကော်မတီဝင်များကျောင်းဆရာဆရာမများလူငယ်များစုစုပေါင်းလူဦးရေ60ဝန်းကျင်တက်ရောက်ခဲ့တယ်လို့ဆိုထားပါတယ်။ အာနာဒိန်စစ်တပ်ကနိုင်ငံရွတ်ထပ်ပေါ်အတက်အတူရောင်ရှိကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမည်ဖြစ်ပြီးတော့လွန်ကောဒီမော့ဆိုဖရူဆိုဘောလခဲတို့မှကျင်းပသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ပြီးကြတဲ့နိုဝင်ဘာလ25ရက်နေ့ကလည်းလွန်ကောမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ကဦးဆောင်ပြီးတော့စစ်တပ်ကပြုလုပ်တဲ့အတူရောင်ရှိကောက်ပွဲစတင်ရေးကမ်ပိန်းများကိုလည်းပြုလုပ်ခဲ့ပါတယ်ရှင်။ မင်္ဂလာပါရှင်နောက်ထပ်သတင်းသဘောအနေနဲ့စူးတုကန်စစ်ဆောင်ကစံပြက်လက်နေတဲ့မိသားစု20အတွက်စန်တ AC လှူဒန်းပေးခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်ဂရင်းနီပြည်နယ်ဒီမော့ဆိုအနောက်ဖက်ချမ်းမှာရှိတဲ့စူးတုကန်စစ်ဆောင်ကစံပြက်လက်နေတဲ့မိသားစု20အတွက်တမိသားစုလရင်စန်တ AC ဖြစ် UK ရောက်မြန်မာများကယနေ့ဒီဇင်ဘာလ3ရက်နေ့မှာလှူဒန်းပေးခဲ့ပါတယ် အဆိုပါစစ်ဆောင်နေစံပြက်လက်နေတဲ့တဲ့င်းကိုပြီးကြတဲ့ရက်ပိုင်းကကရနီလူထုအတန်းခရနီပြီးပွဲပိုက်မှာ ဖော်ပြခဲ့ပြီးတော့အလူရှင်များကချိတ်ဆက်လှူဒန်းခဲ့ခြင်းဖြစ်ပါတယ်။စုတုကန်စစ်ဆောင်စခန်းတွင်မိသားစု80ကျော်လူဦးရေ340နေထိုင်လျက်ရှိပါတယ်။ဒီမော့ဆိုအနောက်ဖက်ချမ်းမှာရှိတဲ့စစ်ဆောင်တွေကဆောင်းရတီရဲ့အေးရန်ကိုခန်းစားနေကြရပြီးတော့ဆောင်းနှစ်အနွေးတွေများလည်းလိုအပ်လျက်ရှိပါတယ်။ မင်္ဂလာပါရှင်နောက်ထပ်သတင်းသဘောအနေနဲ့ KAC နဲ့ IEC လူငယ်ရေးရဌာနရဲ့စစ်အာဏာရှင်ရီကောက်ပွဲအလိုမရှိ short video ပြန်ပွဲကဆူရရှိသူများကိုထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင် Greeny Art Creation KAC နဲ့ Greeny B ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC လူငယ်ရေးရာဌာနတို့ပူးပေါင်းပြုလုပ်တဲ့စစ်အာဏာရှင်ရေးကောက်ပွဲအလိုမရှိ short video ပြန်ပွဲမှာစူရရှိတဲ့အဖွဲ့တွေကို KAC ကထုတ်ပြန်ကြေညာထားပါတယ်စစ်တပ်ရေးကောက်ပွဲစံကျင်ကြောင်း short video ပြန်ပွဲမှာ ရင်းနီပြည်နယ်အတွင်းမှာရှိတဲ့လူငယ်အဖွဲ့ပေါင်း19ဘွဲကပါဝင်ရှင်ပြိုင်ထားပြီးတော့ပထမစုကို Unafraid to Look ခေါင်းစဉ်ဖြင့်ရောက်အဖွဲ့ကရရှိသွားတယ်လို့ဆိုထားပါတယ်အဆိုပါပြိုင်ပွဲမှာဒုတိယစုအနေနဲ့ထေဘိုးမျိုးစစ် Learning Center မှာ Saint Nobot တခြင်းဖြစ်ရရှိသွားပြီးတော့တတိယစုကို Nobot တင်ကောင်းစဉ်ဖြစ် Cranny Law College ကရရှိသွားတယ်လို့အတည်ပြုထားပါတယ်။အဲ့ဒီပြိုင်ပွဲမှာစုရရှိတဲ့ ပြိုင်ပွဲဝင်တွေကို ပထမဆု9သိန်းချက်ဒုတိယဆု4သိန်းချက်တတိယဆု3သိန်းချက်တို့အတိအသင့်ချင်းမြင့်သွားမယ်လို့ကြေညာထားပါတယ်ရှင်မင်္ဂလာပါရှင်နောက်ဆုံးသတင်းတပေါ်အနေနဲ့မင်းလက်ပန်ကြဖြတ်စကန်းကလောက်တာ942ဦးမထွက်ခွာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်ကရင်ပြည်နယ်မြဝရီမြို့နယ်မင်းလက်ပန်ဖလူတီတာမှာရှိတဲ့ အွန်လိုင်းငွေလိမ်ချက်ဝန်းကကြားဖြန့်လုပ်သား942ဦးကမထွက်ခွာလူကြောင်းကိုဂရီမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့က DKBA ထိန်းချုပ်ထားတဲ့မင်းလက်ပန်ဒီတာမှရှိတဲ့ရွှန်းကြပအွန်လိုင်းငွေလိမ်ချက်ကို KNU ကဝင်ရောက်စီးနင်းခဲ့ပါတယ်။အဆိုပါချံဝန်းအတွင်းသို့ဝင်ရောက်စီးနင်းစဉ်မှာချားဖြန့်လုပ်သား3582ဦးကိုစည်ရင်းပြုစုနိုင်ခဲ့ပြီးတော့ 2640ဥကိုဘီကင်းစွာခေါ်ထုတ်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ထို့နောက်ကာဇက်စတန်အမျိုးသမီးတဦး၊အင်ဒိုနီးရှားအမျိုးသမီးတဦး၊ထိုင်ဝမ်အမျိုးသမီး၄ဦး၊ဗီယက်နမ်အမျိုးသမီး၄ဦး၊လာအိုအမျိုးသမီးတဦးနှင့်ကြံတရုတ်နိုင်ငံသားများအပါအဝင်အမျိုးသား862ဦးနဲ့အမျိုးသမီး90ဦးတို့ကမထွက်ခွာလိုတယ်လို့ဖြေကြားခဲ့ကြောင်းအသိပေးထားပါတယ်။ အဆိုပါဒေတာကိုစစ်တပ်နဲ့မဟာမိတ်အဖွဲ့တွေကစစ်ကြောင်းနှစ်ကြောင်းဖြင့်အပြင်းထန်ထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲပြင်းထန်တွေကခြံဝန်းအနီးကိုစစ်တပ်ကလေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်နေတယ်လို့ဖော်ပြထားပါတယ်။ပြီးကြတဲ့နိုဝင်ဘာလ30ရက်နေ့ကလည်းစစ်တပ်ဘက်ကပြစ်ခတ်လိုက်တဲ့120မမလက်နက်ကြီး3လုံးတီကြားဖြန့်လုတ်သားများထားရာတောင်ကြီးမြစ်တဲတောင်ပြည်သို့ကြားရောက်ပောက်ကွဲခဲ့ပြီးတော့တလုံးမှာချက်ဝန်းအတွင်သို့ကြားရောက်ခဲ့တယ်လို့ဆိုထားပါတယ်။ TKPA ထိန်ချုပ်ရာအဆိုပါအွန်လိုင်းငွေလိမ်ချမ်းကိုပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကစစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းက KNU ရာ TKPN နဲ့ပေါင်းစည်းထားကငွေလိမ်ကိုင်းကြားဖြတ်များနေညှိစွန်းနေတယ်လို့ဆွဆွဲပြောဆိုထားပါတယ်အဲဒီဆွဆွဲပြောဆိုချက်က KNU ရဲ့နိုင်ငံရေးရည်တည်ချက်ကြောင့်စစ်တပ်ရေကောက်ပွဲထိခိုက်လာ၍ငွေလိမ်ကြပြန့်ကမ်းများနဲ့ညှိစုံနေတယ်လို့စစ်တပ်ကဆွဆွဲခြင်းဖြစ်သော ကရင်မျိုးသားလူမျိုးရေးတပ်တော် KNLA ဘိုးစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။ပြီးကြတဲ့နိုဝင်ဘာလ12ရက်နေ့ကလည်းကြားဖြတ်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေတဲ့ DKP အဖွဲ့နဲ့ခေါင်းဆောင်၄ဦးတို့ကိုစီးပွားရေးပိတ်ဆို့တန်ခတ်အရေးယူပြီးတော့ကြားဖြတ်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ကို ဖွဲ့စည်းထားတယ်လို့အမေရိကန်ဆိုရကကြေညာထားပါတယ်ရှင်။